ကျင်းအားကြီးတဲ့ဟာရီကိန်းမဲလစ်ဆာဟာကာရေဘီယံဒေသကိုတိုက်ခတ်လျက်ရှိပြီးဂျမေကာကျွန်းဟာမုန်တိုင်းအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေရပါတယ်။ဂျမေကာမြို့တော်ကင်းစတန်မှာအရာဘိုင်းတွေကမဖြစ်မနေပြောင်းရွှေ့ကြဖို့မိတ်ထုတ်ပြန်ထားပြီးယာယီခွန်လုံးရေးစခန်းပေါင်းယာနဲ့ချီဖွင့်လှစ်ထားကအဓိက၄ဆင်းနှစ်ခုကိုလည်းပိတ်သိမ်းထားပါတယ်။ဟာရီကိန်းမဲလစ်ဆာရဲ့လေတိုက်နှုန်းဟာတနအီကီလိုမီတာ230အထိရှိနိုင်ပြီးကျုံးပေါ်မှာတော့မိုးရေချင်း82စင်တီမီတာအထိရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ် ဒီမိုးရေချိန်ဟာရေကြီးနေတာကြောင့်အာဏာပိုင်တွေကစိုးရိမ်နေကြပါတယ်။ဒေသခံပြည်သူတူကတော့ကျွန်တော်တို့ဒီနေ့လုံနေတာကတော့မုံတိုင်းအတွက်လိုအပ်တာတွေစုဆောင်းနေတာပါပဲ။တက်သားပြားတွေနဲ့ကာထားတဲ့တရိတ်တွေခြားထားတာကတော့မုံတိုင်းတိုက်နေချိန်မှာအပျက်စီးတွေအထဲကိုမဝင်ဖို့အတွက်ပါပဲလို့ပြောပါတယ်။မလက်ဆာဟာဆက်လက်ရွေးရှားနေပြီးဒိုမီနီကန်သမ္မတနိုင်ငံမှာလည်းမိုးသီးတန်စွာရွာသွန်းတွေကရေကြီးမှုကြောင့်ရာနဲ့ချီတဲ့နေအိမ်တွေနဲ့ရေဘေးဝေးရေးစနစ်တွေလည်းပျက်စီးခဲ့ရပါတယ်။ အိန္ဒိယချင်းဟေတီနိုင်ငံမှာတော့မုံတိုင်းအတွက်ကြိုတင်ပြင်ဆင်ထားတာမရှိခဲ့ဘူးလို့ဆိုပါတယ် ကျမအာနာပိုင်တွေကိုကူညီတောင်းနေပါတယ်ကျမတို့အခုပြိမ့်မိနေတယ်ဘိုက်တွေလည်းစားနေကြပါပြီဘူလုံယာစကန်တွေကိုလည်းကူညီဖို့တောင်းဆိုခြင်းနဲ့ဖြစ်နိုင်ရင်တော့ပူပူနွေနွေထမင်းတပကံလောက်တော့ရကြင်ပါလေတခုခုပြိမ့်နိုင်မယ်ဆိုရင်တန်ဖိုးမဖြစ်နိုင်ပါဘူးလူတွေအများကြီးဒုက္ခရောက်နေပါတယ်လို့ဒေသခံတူကပြောပါတယ်မလင်းစာဟာအင်္ဂါနေ့ညမှာကျူဘာကိုရောက်ရှိမယ်လို့ခန့်မှန်းထားပြီးကျူဘာမှာလည်း30စင်တီမီတာအထိမိုးရွာသွန်းနိုင်ကြောင်းမိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်ပုံတိုင်းဟာကျူဘာကိုဖျက်ချော်ပြီးတဲ့နောက် ဘရိုးနေမှာဘာဟာမတ်စ်ကျွန်းတွေဘက်ဆက်လက်ရွေးရှားမယ်လို့ခန့်မှန်းထားပါတယ်ညာ